အတွေ့အကြုံဆိုတာအရေးစက်အကြံတန်းဆုံးဆရာပဲဒါပေမဲ့အဲ့ဒီက သင်ခန်းစာယူစမ်းပါယူပြအောင်ယူပါ CS Lewis စပိန်ပြည်တောင်ပိုင်းရှိ ST ပူနာဆိုသည့်နေရာလေးမှာကျွန်တော်ကြီးပြင်းခဲ့သည်ကျွန်တော်အသက်16နှစ်အရွယ်တနည်းနည်းနဲ့မှာအဖေကသူ့အားကျွန်တော်တို့နေ16မိုင်လောက်အကွာမှာရှိသည့်မိသားစုရွာသို့ ကောင်းမွန်ပူပင်ပေးသည်အဲ့ဒီလိုခွင့်ပေးခြင်းအတွက်ကျွန်တော်ကကားကိုအနည်းမှရှိသည့် workshop တစ်ခုမှာရေးရစီတွေလုပ်ပေးရန်ပါတောင်းဝန်ယူရသည်အဲ့ဒီတုန်းကကျွန်တော်ကောင်းပေါင်းတက်စကားကိုကင်ပယ်သူဆိုးခွင့်လေတည်တည်ချာချာမရဘူးသည်သည်ကာလဖြစ်ရာအဖေပြောသည့်အခါကျွန်တော်အလင်းအမြင်မင်းကောင်းရင်ဖြစ်ခဲ့သည်ကျွန်တော်အဖေကိုမိကြားစုံမောင်းပို့သည်ပြီးနောက် နေ့နေ့၄နာရီတိတိမှပြန်လာကြုံမြင်ဟုကတိပေးခဲ့ပြီးဝက်ရှော့ရှိရာတန်းသွားကကားကိုအပ်သည်အဲ့ဒီနောက်မှာအချင်းတော်လေးပိုးနေတဲ့ဖြစ်ဝက်ရှော့အနီးရှိရုပ်ရှင်ရုံမှာရုပ်ရှင်တကာနကာဝင်းကြည့်မြင်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်ယူနေရောက်ပြီးသည့်နောက်ရုပ်ရှင်ဇလံများတဲ့ကျွန်တော်မျိုးပါက အချင်းဘလောက်ကြာမှမသိဖြစ်သွားသည်နောက်ဆုံးကားပြီး၍နိုင် ကြည့်မိသည့်အခါ6နာရီထိုးနေပြီ နှစ်နာရီတိတိကျွန်တော်နောက်ကျသွားပြီရုပ်ရှင်ကြည့်နေ၍နောက်ကျမှန်သည့်လေအဖေအကြီးအကျေဒေါသထွက်တော်မီကျွန်တော်ကိုဘယ်တော့မှကောင်းမွန်ခွင့်ပေးမည်မဟုတ်တော့ထို့ကြောင့်အဖေအားကောင်းမှပြည်စရာကြီးရှိနေ၍ဝက်ရှော့ကလူကြီးတင်ထားတဲ့အကြာကြီးအချိန်ယူလုတ်ကင်နေရာကြောင့်ပြောရန်စဉ်းစားပြီးလာခဲ့သည်အဖေမင်းတွေ့ရင်ချင်းထားသည့်နေရာသို့ရောက်သည့်အခါဆင်းရှိလက်ရှိပင်အဖေစောင့်ညွန်နေတာကျွန်တော်တွေ့ရသည် လိုက်ကြသည့်အတွက်တောင်းပန်ကြောင်းစကားပလင်ခံကကျွန်တော်တက်နိုင်သည်မြန်အမြန်ဆုံးလာခဲ့ခြင်းဖြစ်ကြောင်းဝက်ရှော့မှာကြီးကြီးမားမားပြင်ရတာတွေရှိနေသည့်ဖြင့်ဒီလိုက်ကြနေခြင်းဖြစ်ကြောင်းကျွန်တော်ပြောလိုက်သည့်အချိန်ကျွန်တော်ကိုလှမ်းကြည့်လိုက်သည့်အဖေကြီးအကြည့်ကိုကျွန်တော်တသက်မေ့နိုင်မည်မဟုတ်ပါဂျေစင်ဒီကိစ္စအဖေကိုလင်းပြမဖြစ်မေလို့မင်းသဘောထားတာအဖေစိတ်မကောင်းဘူးတာ။ဘာဖြစ်လို့လဲအဖေကျွန်တော်အမှန်တိုင်းပြောတာပဲ ဖေကျွန်ုပ်ကိုထက်ကြည့်ပြန်သည်မင်းပုံမလာတော့ငါဝက်ရှော့ကိုဘာလို့ဖြစ်နေလဲလက်မိတယ်မင်းလာမอยู่သေးတာတဲ့အဲ့ဒီတော့ကားမှာဘာမှမဖြစ်ဘူးဆိုတာငါသိပြီးသားပေါ့ကွာရုတ်တရက်ရှက်ကြောက်သည့်စိတ်ဖြင့်ကျွန်တော်ထူးပူသွားသည်ရုပ်ရှင်ရိုးတို့တောင်းမိသည့်ဖြင့်နောက်ကျရခြင်းဖြစ်ကြောင်းမပွင့်တော့ပွင့်ကျွန်တော်ဖွင့်ဟဝင်ခံရသည်ကျွန်တော်စကားများကိုစူးစိုက်နားထောင်ရင်းအဖေးမျက်နှာမှာ ဝမ်းနည်းကြေကွဲသည့်အရေးလက္ခဏာများ ရှက်တန်းလာသည်အဖေတို့တို့ဒေါသထွက်တယ်သာတားကိုမဟုတ်ဘူးကိုကိုကိုဒေါသထွက်တာတားစဉ်းစားကြည့်ဒီရွယ်လောက်ထိရောက်လာတဲ့အချိန်တားမှာအဖေကိုလိမ်ပြောရမယ်ဆိုတဲ့စိတ်မျိုးရှိနေတာအဖေညင်းလို့ပဲအဖေမွေးထားတဲ့တားဟာကိုအဖေကိုတောင်အမှန်တိုင်းပဲပြောနိုင်တဲ့လူတစ်ယောက်ဖြစ်နေတာအဖေကတော့မကြလို့ပဲ ဖခင်တယောက်အနေနဲ့အဖေမအောင်မြင်ခဲ့ဘူးအခုအဖေအင်းကိုလမ်းလျှောက်ပြီးပြန်မယ်ဒါကိုပြည့်စုံပြုထောင်နေတဲ့ဒီနှစ်ကာလတွေရဲ့တွင်အဖေပါအမားတွေကျူးလွန်မိခဲ့တယ်လေအဖြေပေါ်တဲ့အထိအဖေစဉ်းစားသွားမယ်အဖေပြည်တိက78မိုင်တောင်ဝေးတဲ့အဖေရဲ့ပြီးတော့မောင်းလဲမောင်းနေပြီဒါလောက်အဝေးကြီးအဖေလမ်းလျှောက်လို့ပဲဖြစ်မလဲ ကျွန်တော်တောင်းပန်တာကန့်ကွက်တာဖြောင်းပြပြောဆိုတာတွေအားလုံးပင်ကြီးမိတာဖြစ်ခဲ့သည်အဖေရဲ့ကြီးအကျယ်စိတ်မချမ်းသာဖြစ်အောင် ကျွန်တော်လုပ်ခဲ့မိပြီအခုတော့ကျွန်တော်တသက်တာမှာအထီးကိုင်းအနာကျင်းရာဆုံးတင်ကွင်းစာတစ်ခုကျွန်တော်ခံယူရတော့ပြီဟုံထူသောထူလန်းအတိုင်းအဖေရှောက်သွားသည့်အခါကျွန်တော်ကားပေါ်ပြေးတက်ပြီးအဖေနောက်ကလိုက်ရသည်ဒီများဆိုရင်အဖေရက်လီမြေလား အဖေရှိုးရမီလာမျိုးလင်းချင်းကြည့်စွာဖြင့်တလန်းလုံးကျွန်တော်တောင်းပန်တူးရှုလာသည်အဖေကျွန်တော်ကိုတခုံးမှပြန်မပြောဝမ်းနဲ့ကြေကွဲစွာတူဝင်ငင်းမောကသာ ရှောက်ရည်သွားနေသည်18မိုင်လုံးလုံးအဖေလမ်းလျှောက်သည့်နောက်ကပြင်းပြတနာကြီး9မိုင်နှုန်းလောက်ဖြင့်ကျွန်တော်ကားမောင်းလိုက်ပါလာရသည်ကျွန်တော်ဘဝတသက်တာတွင် အဖေကိုအဲ့ဒီလိုကိုယ်ပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းကြီးစွာခံစားနေရသည့်အနေအထားဖြင့်မြင်တွေ့နေကြရသည ထူစိန်ကအဖြစ်လောက်အာတိဝယ်ယနေ့ဝယ်ကောင်းလာတော့အတွေ့အကြုံမျိုးမရှိတော့ပါသို့တော့အဲ့ဒီအဖြစ်အဲ့ဒီအတွေ့အကြုံဒီကျွန်တော်လုံးသေးဖို့ထဲတွင်ထာဝရဆွေးမြေ့သွားစဉ်ဤသင်္ကန်းစာတစ်ခုပေးခဲ့သည်လုံးတက်ပတ်လုံးအဖြစ်ရှိမောင်း၌မမှန်သောစကားကိုတစိုးတစည်းမြပင်ကျွန်တော်မစူပြစ်တော့ကြည့်ရှုနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်